အဲကိုလိုနီခေတ်ပေါ့နော်ကိုလိုနီခေတ်ကိုသွားကြည့်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ကိုလိုနီခေတ်မှာအနောက်တိုင်းပညာသင်ကြားရေးစနစ်က1888မှာစတင်ပြီးတော့တင်ကြားပြီးတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာ1888မှာစပြီးတော့အနောက်တိုင်းပညာကိုစပြီးတင်ကြားပြီးတယ်အဲ့တော့တင်ကြားတဲ့အခါကျတော့အဲ့ဒီမှာကျောင်းမျိုးစား၃မျိုးပေါ်ပေါက်လာတယ်ဒေချာနားတော်တော့ခင်ဗျားတို့ဘုဟုတုတ္တကျောင်းမျိုးစား၃မျိုးပေါ်ပေါက်လာတယ်နံပါတ်၁ကျောင်းက ျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံကကြုံပြုခံရတာလေအဲ့တော့တိုင်းရင်းသားဘာသာတင်ကြောင်းဆိုပြီးတက်တက်ပေါ်တယ်။တိုင်းရင်းသားဘာသာတင်ကြောင်းကျွန်တော်ရဲ့ဘာသာစကားတွေပဲတည်တတ်တင်ရတာနော်။ဗမာဘာသာဗမာရေးချင်းမှုဗမာထုံနေစင်လားဒီလိုပညာတွေပဲဗမာတိုင်းရင်းသားဘာသာတင်ကြောင်းဆိုပြီးတော့ကျောင်းတမျိုးထွက်တယ်။နောက်ထပ်ကျောင်းတမျိုးကြတော့အင်္ဂလိပ်မြန်မာနှစ်ဘာသာတင်ကြောင်းဆိုပြီးတော့ထွက်တယ်။နောက်ဆုံးတစ်ကျောင်းကတော့အင်္ဂလိပ်စာတည်တတ်တင်တဲ့ကျောင်းဆိုပြီးတော့ထွက်တယ်။ ကြောင်းမျိုးစား၃မျိုးထွက်တယ်။နော်အဲ့ဒီမှာသတိထားစရာကဒီကျွန်တော်တို့ဒီတိုင်းရင်းသားဘာသာသင်ကျောင်းကနေကျောင်းပြီးတဲ့သူတွေကကြတော့မန်နေဂျာ level တွေမရဘူးဗျ။အစိုးရလုံဝင်လုံမယ်ဆိုရင်တော့စရေးစကြီးအောက်တန်းစရေးဒီလောက်ပဲရတယ်အစ်စ်နေခွဲထားတာနော်အစ်စ်နေခွဲထားတာပညာရေးကိုအဲကျွန်တော်တို့တိုင်းသားဟိုနှစ်ဘာသာသင်ကျောင်းပေါ့နော်အင်္ဂလိပ်မြန်မာနှစ်ဘာသာသင်ကျောင်းလောက် ကျောင်းဆင်းတဲ့သူဆိုရင် supervisor level လောက်ရအောင်ကျွန်တော်ဒီဘက်စကားအလွယ်နဲ့ပြောတာနော် supervisor level လို့ပြောတာအဲ့တော့အင်္ဂလိပ်စာသီးသန့်သင်တဲ့ကျောင်းတက်မှသာလျင်ယာရုကြီးတွေကိုမှန်းလို့ရတာယာရုကြီးတွေကိုမှန်းလို့ရတာနော်အဲ့လိုတွေရှိတယ်ဗျအဲ့တော့ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာဖွင့်လက်တဲ့အင်္ဂလိပ်စာသီးသန့်သင်တဲ့ကျောင်းကတော့ဗာကြီးတော်မင်းတရားကြီးလက်ထက်မှာအင်းဝါရွှေမျိုးတော်ကြီးပေါ့ အဲ့ဒီမှာဒေါက်တာ price ចောင်းဆိုတာရှိတယ်ဗျအဲ့ဒီចောင်းကြီးမှာတင်ပြတာအင်္ဂလိပ်စာတီးသန်းတင်နေចောင်းနေ့စဉ်နဲ့နဲ့9နိုင်ရနေပြီညနေ3နိုင်အထိတင်ပြတယ်ဗျဘာတွေတင်လဲဆိုရင်အင်္ဂလိပ်ပထဝီနက္ခတ်ဗေဒခီးသွာလာမှုပညာတိတ်ပံပညာဆိုပြီးတော့အဲအဲ့ဒီလိုပညာတွေကိုเนาะဒီဒေါက်တာ price ចောင်းမှာတင်ပြတာအင်းဝရှူမျိုးတော့ဘာကြီးတော့မင်းတရားကြီးလက်ထက်အဲဘရင်မင်းကြီးမင်းသားတွေတက်ကြတာပေါ့ဗျာเนาะ အဲဒါကကျွန်တော်တို့အင်္ဂလိပ်စာတည်တဲ့တင်နေကြောင်းနောက်တစ်ခါကျွန်တော်တို့အင်္ဂလိပ်မြန်မာနှစ်ဘာသာတင်ကြောင်းအဲ့ဒီအင်္ဂလိပ်မြန်မာနှစ်ဘာသာတင်ကြောင်းကြတော့ကျွန်တော်တို့မော်လမြိုင်မှာ1835မှာစဖွင့်တယ်အဲကြောက်ဖြူမှာကြတော့1839မှာဖွင့်တယ်စစ်တွေမှာကြတော့1844မှာဖွင့်နေဗျနော်အဲ့တော့သူတို့ကမြန်မာနိုင်ငံမှာလာအုပ်ချုပ်တာဖြစ်တဲ့အခါကျတော့ အဲသူတို့ဘာသာစကားကိုလည်းနားလည်ဖို့လိုအပ်တယ်လေမြန်မာနိုင်ငံသားတွေကအဲ့ဒီခါကျတော့နည်းနည်း level တန်းနည်းနည်းဝင်တဲ့သူတွေမရှိလို့မရဘူးသူတို့ပြောတဲ့အခြေခံစကားတော့နားလည်ဖို့လိုလိုတဲ့သူတွေရှိရရှိရမှာပေါ့လေဒါကြောင့်မလို့အင်္ဂလိပ်မြန်မာနှစ်ဘာသာသင်ကျောင်းဆိုပြီးတော့ကျောင်းမျိုးစားတစ်မျိုးသင်ပေးတယ်ဗျနော်အဲ့တော့ကျွန်တော်တို့ကဒီအင်္ဂလိပ်သင်အင်္ဂလိပ်စာသီးသန့်သင်တဲ့ကျောင်းကိုတက်တဲ့သူကတော့တေးကြတဲ့ဗိုလ်လန်းနေတဲ့သူတွေ ဘိုလ်လိုပြောမယ်ဘိုလ်လိုတွေးမယ်ဘိုလ်လိုရေးမယ်ဘိုလ်လန်းနီးပြီးတော့ဘိုလ်ယူးယူးတဲ့သူတွေယာရုကြီးလိုချင်တဲ့သူတွေကအင်္ဂလိပ်စာသီးသန့်တင်တဲ့ကျောင်းမှာတက်ခွင့်ရတယ်။တက်ဆန်ရှိတဲ့သူတွေကအဲ့ဒီကျောင်းမှာတက်တာပေါ့ဗျာ။အော်အဲ့ဒီကျောင်းကဆင်းလို့ရှိရင်ဘာဖြစ်လဲ။အဲဗီဒီရှားတွေနဲ့တွဲပြီးတော့ရင်ပေါင်တန်းပြီးတော့အလုံးလုံးနိုင်တယ်ပေါ့။အဲအဲ့ဒီလိုသွားတယ်ပညာရေးဗျ။ဗီဒီရှားခက်ပညာရေးမှာကျောင်းလူစားတုံးပြီးခွက်တာ။အဲ့ဒီလိုနဲ့ကျတို့အဲ့ဒီအချိန်မှာဗီဒီရှားခက်မှာ အဲကိုလိုနီပညာရေးပေါ့ကိုလိုနီပညာရေးရည်ရွယ်ချက်ဆိုတာရှိတယ်ဗျเนาะကိုလိုနီပညာရေးရည်ရွယ်ချက်အဲ့ဒါဘာလဲလက်မလေးတွေပေးပါကြည်နေတဲ့သူတွေလက်မလေးနှိပ်ပါเนาะကိုလိုနီပညာရေးရည်ရွယ်ချက်ဘာလဲเนาะကိုလိုနီပညာရေးရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးပဲဗျစောစောကကြောင်းမျိုးစား၃မျိုးခွဲထားတယ်မလားတိုင်းသားဘာသာသင်ကြောင်းအခြေခံအလုပ်ပဲလုပ်လို့ရမယ် နှစ်ဘာသာသင်ကျောင်းအလယ်လက်ယာရုရမယ်အင်္ဂလိပ်စာတည်တတ်သင်တဲ့ကျောင်းဆိုရင်ယာရုကြီးယာရုကန်တွေရမယ်ဗိုလ်လန်းနေတဲ့သူတွေရမယ်ရှင်းရှင်းလေးပဲကိုလိုနီခေတ်ပညာရေးရဲ့ရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကသူကကျွန်တော်တို့အရှိတိုင်းကိုကြိုပြုထားတာဆိုတော့ဒီကျွန်တော်တို့အရှိတိုင်းပညာအစားအင်္ဂလိပ်စာကိုအစားထိုးသင်ကြားရအရှိတိုင်းပညာအစားအင်္ဂလိပ်စာကိုအစားထိုးသင်ကြားရအင်္ဂလိပ်ဘာသာကိုသင်ကြားမှုမန်တိုင်ဖြစ်ပြုရ ဒါကုလိုနီပညာရေးရဲ့ရည်ရွယ်ချက်နောက်တစ်ခါအသားညိုစော်ညာလည်းပဲကျွန်တော်အရှတိုက်သားတွေအရှိတိုက်သားတွေကအသားညိုတယ်လေအသားညိုစော်ညာလည်းပဲတဲ့အင်္ဂလိပ်စာတက်ပြီးတော့အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ကအင်္ဂလိပ်လူတွေးခေါ်ပြီးအင်္ဂလိပ်စိတ်ပေါက်သည့်လူဒန်းစားတရက်မိုးထုတ်ပြီးရန်ကဒါကုလိုနီပညာရေးရဲ့မူလရည်ရွယ်ချက်ပဲကနော်အဲ့ဒီလိုရှိဒါကကိုလိုနီခေတ် ကျောင်းမျိုးစား၃မျိုးရဲ့ကိုလိုနီခေတ်ပညာရေးရဲ့ရည်ရွယ်ချက်ရဲ့เนาะဒါကတည်ပြီးွားပြီဒါဆိုရင်မြန်မာနိုင်ငံရဲ့ပညာရေးသည်ဖုံးเจ้าပညာရေးကစတယ်ကိုလိုနီပညာရေးလာတယ်ရည်ရွယ်ချက်တွေရှိခဲ့ကြတယ်